လေးဝတ်ထည်ရောင်းတာလည်းဘလို့ကွန်းတက်မျိုးလေးတင်ရမလဲโอเคဟုတ်ပြီညီမလေးကလေးဝတ်ထည်ရောင်းနေသူတွေကဘလို့ကွန်းတက်မျိုးတင်ရမလဲဆိုတာကိုပြပြရမယ်အဲ့တော့ကလေးဝတ်ထည်ပဲရောင်းရောင်းဘာပစ္စည်းပဲရောင်းရောင်းအကိုတို့ကကိုပစ္စည်းကိုဝယ်မဲ့ကစတမာကဘယ်သူလဲဆိုတာကိုသိဖို့လိုတယ်ဘာကြောင့်သိဖို့လိုလဲသိတာဘာကြောင့်သိဖို့လိုတယ်လဲဆိုလို့ရှင်အဲ့ဒီလူတွေကဘာကိုကြိုက်လဲသူတို့ရဲ့နှလုံးသားကဘယ်နေရာကိုတိတ်ညွတ်လဲဆိုတာကိုသိမှာအကိုတို့ကသူတို့ရဲ့နှလုံးသားကိုကင်လို့ရမှာသူတို့ရဲ့နှလုံးသားကခလုတ်လေးရှိတယ်အဲ့ခလုတ်ကိုသတ်နှိပ်လို့ရမှာ เนาะအဲ့တော့အကိုတို့ကလေးဝတ်ထည်တွေဝယ်တာဘယ်သူတွေဝယ်တာလဲဆိုလို့ရှိရင်ကလေးရဲ့အမေတွေကဝယ်တာကလေးအမေတွေဝယ်တယ်ကလေးအမေတွေရဲ့နှလုံးသားကိုကင်ဖို့ဆိုလို့ရှိရင်ဘာတွေနဲ့ကင်ရမလဲကလေးနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့နှလုံးသားကဘာလဲဆိုတော့ဒီကလေးကြမ်းမာဖို့သူတို့ကြိုက်တယ်ဒီကလေးတက်တောက်တတာဖြစ်တာကိုသူတို့ကြိုက်တယ်ဒီကလေးအနေရကင်းတာကိုသူတို့အရန်သဘောကြတယ်နော်သူတာသမီတို့ကစစ်ဖြစ်မယ်အနေရကင်းမယ်ကြမ်းမာမယ်သူတာသမီတက်တောက်တတာရှိမယ်ဆိုလို့ရှိရင်အရန်သဘောကြတယ်ဟိုလိုအဲ့အချက်တွေကိုကင်နိုင်ဖို့လိုတယ် ငါအဲ့ချက်တွေကနိုင်မလို့လေအဲ့တော့ညီမလေးနေနဲ့အင်ဂျီရောင်းတဲ့အခါမျိုးပဲဖြစ်ဖြစ်ကလေးနဲ့ပတ်သက်တဲ့အစားအသောက်အတုံးဆောင်အစသည်ဖြစ်မော်နော်ဘာပဲရောင်းရောင်းအကိုတို့ကဒီအချက်တွေကိုသူ့ကိုပြောပြရမယ်အရင်ဆုံးနမူနာလေးနဲ့ကိုပြောပြမယ်ကလေးလက်အေးလေးပဲထားပါတော့ညီမလေးရေလက်အေးလေးရောင်းမယ်လက်ရောင်းခါကဒီလက်အေးလေးကဈေးသက်တာတယ်ဒီလက်အေးလေးကဒီဇိုင်းနှာတယ်ဒီလက်အေးလေးကအသားလေးကကောင်းတယ်အဲ့လိုရောင်းလို့ရှိရင်မဝယ်ဘူးအဲ့လိုရောင်းလို့ရှိရင်ဝယ်ဖို့ခက်တယ်တကယ်တမ်းဘယ်လိုရောင်းအောင်လဲဆိုတော့အရင်ဆုံးညီမလေးစပြီးပြောတင်တာကလေးငငယ်လေးတွေက က်နာတွေကိုလက်သေးနဲ့ကုတ်မှုရဲ့ခါကြလို့ရှိရင်အနာလေးဖြစ်တတ်ပါတယ်။တစ်ခါလေကြလို့ရှိရင်မိမိတွေမသိဘဲနဲ့ကလေးနဲ့နာမှာဘာလို့အစင်းရည်ပေါ်လက်တိလား။ဘာကြောင့်လဲဆိုတော့ကလေးလေးတွေကလက်သေးလေးနဲ့ကုတ်မှုရဖြစ်တဲ့အတွက်ဒီလိုမျိုးအစင်းရည်ပေါ်တာပါ။ဒါကြောင့်မလို့ဓာတ်တွေကိုကာကွယ်မယ်ဆိုလို့ရှိရင်တော့ဒီလိုလက်အိတ်လေးကိုတုံးလို့ရပါတယ်။အဓိကပါလဲကလေးအနေရဖြစ်တာကိုကာကွယ်ဖို့အတွက်ဓာတ်လေးတုံးပါဆိုပြီးတော့မှညှို့လိုက်တဲ့ပုံစံမျိုးပေါ့နော်။အဲ့လိုမျိုးလုပ်ပြီးတာကပို့ပြီးတော့အဆင်ပြေတယ်။ကုန်တန်ဖန်တီးတဲ့ခါကြလို့ရှိရင်လည်းအဲ့လိုဖန်တီးရမယ်။အကိုတို့ကစွကြည့်ရောင်းနေလို့မရဘူး။မရောင်းမဲမရောင်းနဲ့အရင်ဆုံး ကူညီမဲ့ပုံစံမျိုးသူတို့ဘူးတူတာရမယ့်ဥစ္စာမျိုး share မဲ့လုပ်ပေးကလေးနဲ့ပတ်သက်တဲ့ဘူးတူတာတွေပြောလို့ရတယ်မိဘအောက်ထိတ်မှုနဲ့ပတ်သက်တဲ့ဘူးတူတာတွေပြောလို့ရတယ်မျိုးစုံပြောလို့ရတယ်မိဘတွေကြိုက်မဲ့ကိုယ့်နှမျိုးတွေအရင်ဖန်ပြီးပြီးတော့မှရောင်းနော်အရင်ဆုံးနှလုံးသားကိုစုပ်ကိုင်းပြီးတော့မှ data ဆိုတဲ့အချက်လက်နဲ့ချပြပြီးတော့မှရောင်း customer တွေကဘရောမှအချက်လက်ကိုမရင်မဝယ်ဘူးနှလုံးသားခံစားချက်ကိုအရင်ဝယ်တာသူတို့ကလေးတွေဆစ်ဖြစ်မှလားသူတို့ကလေးတွေအနေရကင်းမှလားသူတို့ကလေးဒီဟာလေးတုံးလို့ရှိရင်တော်တော်သားရှိမှလားဒါကိုအရင်ကြည့်တယ်ကြည့်ပြီးတော့မှ ချက်လက်နဲ့ပြန်တိုက်တာအချက်လက်ဆိုတာကကတော့အော်ဒီပစ္စည်းကဈေးနှုန်းချိုးရဲ့လားတို့အလှရဲ့လားတို့ဒါတွေကနောက်မှတိုက်တာနှလုံးသားကိုရှေ့တန်းတင်ပြီးတော့အရင်စဉ်းစားတာပါပြီးတော့မှ data ဆိုတဲ့အချက်လက်ကနောက်မှလိုက်ပြီးတိုက်တာပါအဲ့တော့ customize နှလုံးသားကိုစုပ်ကိုင်နိုင်မဲ့ content တွေများများဖန်တီးပါပြီးမှအချက်လက်ချပြပြီးတော့မှရောင်းပါအများကြီးစင်ပြပါလိမ့်မယ်ဒီလိုက်လည်းအများကြီးပဲရောင်းကောင်းပါစေကျွန်တော်ကကြည့်နေတဲ့ viewer တွေလည်းဒီနည်းလေးကိုသုံးပြီးတော့မှ content လေးတွေဖန်တီးကြည့်ပါရောင်းကြည့်ပါအများကြီးစင်ပြပါလိမ့်မယ်နောက်ပြီးမှကျွန်တော်ပြတ်တွေ့ကြမယ်ကျွန်တော်ကိုဟန်ကြီးပါဘိုင်ဘိုင်